မတိခဲ့ဘူးအကောင်မဆပ်ပရိုက်တွေပဲဖြစ်နေရပေါ့နော်အားလုံးကဟိုဘယ်လိုပြောမလဲလုံးဝရှိမ့်မော်လီတာမတိခဲ့ရဘူးပေါ့နော်မမဆူပြည့်ဆိုလဲဟိုလာနဲ့ဟိုစကားသာရိုက်တာမမဆူပြည့်ရီးစားဘာတူလဲဆိုတော့လာတကယ်လုံးဝမတိပါဘူးပြီးတော့မမဟိုဟာဟိုလာဟိုပေါ့နော်ဒီမင်္ဂလာဆောင်ကိုအဖိတ်တယ်ပေါ့နော်ဖိတ်တယ်ပြီးတော့သူတို့သမီးရန်လို့ဖို့ပြောတော့ဆိုရင်အမရဲ့ခင်မွန်းပေါ့နော်ဒီသူတို့သားလားဘာတူလဲဆိုတော့လာတကယ်မတိပါဘူးဟိုလာကတော့ကိုကြီးနဲ့ပရိသတ်တွေကတိုင်းမဲ့ရှစ်ကြရလို့ပဲအမှုညာမောင်နှမရဲ့ ဆိုတော့ပြိတ္တတရားသဘောတူတယ်။နေ့ရက်တက် live ဖတ်မှုရှိလို့ပြိတ္တတရား shift တယ်လို့ပဲထင်တာပေါ့နော်။ပြီးတော့ဟိုလာမမနဲ့စကားတွေရိုက်တုံးလဲမမဖုန်းပြောတာလို့ဖုန်းသုံးတာတွေတော့လုံးဝမရှိပါဘူး။လုံးဝမရှိတဲ့အကြောင်းမရဲ့ခင်မောကဘာလည်းမသိဘူး။သူကသတို့သမီးအရင်သာလုပ်ပြမှာသတို့သားဘာလည်းမသိဘူး။ဒါပေမဲ့အဲ့တော့မမဖုန်းပြောတော့မမကိုလာမမေးလိုက်မိပေါ့နော်။ဘာကြောင့်လဲဆိုတော့အာနာလို့ပါ။ဟိုအမကိုကြီးပဲလားအဲ့လိုမျိုးမေးရမှာဆိုအာနာတော့ကြာမဟုတ်ခဲ့လေ။ ပြဿနာတက်မှာကြောက်လို့အဲ့နဲ့ဟိုလာတိုင်းမဲမသိနောက်တော့မှဟိုလာတို့တခြားဟိုသူများကပြောပြတာပါတခြားတယောက်ကအဲပြောပြတာပါအမရဲ့သူတို့သားကိုကြီးဆိုတာကိုလေအဲ့လိုပြောပြတော့မှဟဲဟလာဆိုတော့အဲ့တော့ပြိတ္တတွေရတာမှသိနေပြီဟိုလာမသိဘူးတော့ဖြစ်သွားတယ်ဟုတ်တခြားသူများ privacy ဆိုတာလေဟုတ် ဟုတ်ကဲ့ပါရှင်။အာဒီပေါ့နော်ဒါကိုကိုရွှေနဲ့မဖူးပေါ့နော်။အကိုနဲ့ဆိုရင်လည်းဒီလာလို့နုညာလုပ်တင်အများကြီးလုပ်ဖူးပါရဲ။အရှိမဆိုရင်လာလို့စကားတွေပေါ့နော်စကားတွေလည်းအများကြီးရိုက်ဖူးပါရဲ။အမနေရကြတော့ဟိုလာဝိချတော့ပါပေါ့နော်။အဲအပယ်မှာဝိချခဲ့ပေါ့နော်။ဟိုလာဝိချအောင်ဆရာမအများကြီးအကူညီပေးခဲ့ပေါ့နော်။ဝိချအောင်လုပ်ပေးခဲ့ဆိုတော့အနှစ်ယောက်စလုံးနဲ့အမှတ်တရလေးပေါ့နော်။ဟိုဒီနေ့ပွဲလေးကိုတက်ရောက်ဖြစ်တာပါ။ဘုန်းကြီးတို့ရပါစေ။ဒီလို လို့ကိုတော့မလိုက်ပါဘူးဆရာကြီးကလို့လည်းအမြဲတမ်းမှုပဲစားနေတာဆိုတော့ဒီလိုပဲဆက်ပြီးတော့ရရှိတော့ပြေးပြီးတော့ပြန်ရောက်ရအောင်အချိန်ကြီးပါဟိုကတော့ဘာလို့လဲဘာလို့လဲ င်းပြုရဆိုရင်တော့ရှင်မင်းကျူးကြတာပူလာမသိဘူးရှင်ဟုတ်မသိဘူးပေါ့နော်ဝီလာတော့မကြားလိုက်ဘူးပုံနေတက်လာတော့မှအဲတိရပေါ့ surprise ဖြစ်သွားပါတယ်ဟုတ်အရန်ရှူထားတာနော်ကိုရဟုတ်မယ်တော်တယ်တခြားဘာမှလည်းမသိဘူးတယောက်ယောက်တင်လိုက်တော့မှအဲ့လိုမျိုးတွေ့လိုက်တာပါဟုတ် ောမှနှစ်ယောက်လောက်ချောတယ်ဆိုတာလေ ဆီယမဆိုတဲ့အရန်လှတယ်ပေါ့နော်ဟိုမင်းသမီးမင်းသမီးတယောက်လိုပဲအရန်ချော်တယ်ဆိုတော့ဟုတ်နှစ်ယောက်လုံးအာပေါ့နော်ဘဝတစ်ခုကိုပျော်ရွှင်စွာလက်တွဲလက်တွဲသားနိုင်ပါစေလို့လာဆုတောင်းပေးပါတယ်ဟုတ်အဲဟုတ်ဟုတ်ကဲလို့တော့တခါမှတော့ဟိုမကြောက်ပေါ့နော်မင်္ဂလာဆောင်လို့မကြားသေးဘူးဆိုတော့အခုဆိုတော့ကောင်းပါတယ်ဟုတ်အဲ့လိုတိတိငိမ့်ငိမ့်နဲ့ပေါ့ဟုတ်အိမ်နောက်တစ်ခုတီထောင်တော့မယ်ဆိုတော့ကောင်းပါတယ်တွေ့ပါတယ် surprise တွေလောက်တာလဲတွေ့ပါတယ်ဆိုတော့ပျော်စရာကြီးပါအခုကဟိုဝမ်းသာစရာမင်္ဂလာကိစ္စတွေပဲဆိုတော့လေဟိုနိုဝင်မှာ ာကြရင်လည်းဒီမမဆူပြီးတော့မင်္ဂလာပွဲကြလည်းသူတို့သမီးအရန်လို့ဖြစ်မယ်ပေါ့ကိုကတော့ကိုကြီးတို့ပွဲကြတော့တိုင်းလေးပဲဟာပွဲတက်ဖြစ်တာပါဟုတ်မသိခဲ့ဘူးအကောင်မဆာပရိုက်တွေပဲဖြစ်နေရပေါ့နော်အားလုံးကဟိုဘယ်လိုပြောမလဲလုံးဝရှိမွာလေးတောင်မသိခဲ့ရဘူးပေါ့နော်မမဆူပြီးဆိုလည်းဝလာနဲ့ဟိုစကားသာရိုက်တာမမဆူပြီးရီးစားဘာတူလဲဆိုတော့လာတကယ်လုံးဝမသိပါဘူးပြီးတော့မမဟိုဝလာကိုပေါ့နော်ဒီမင်္ဂလာဆောင်ကိုဖိတ်တယ်ပေါ့နော်ဖိတ်တယ်ပြီးတော့သူတို့သမီးရန်လို့ဖို့ပြောတော့ဆိုရင်အမရဲ့ခင်မွန် န်းပေါ့နော်ဒီသူတို့သားလားဘာလို့လဲဆိုတော့လာတကယ်မသိပါဘူးဟိုလာကတော့ကိုကြီးနဲ့ပရိသတ်တွေကဒီတိုင်းပဲ ship ကြရလို့ပဲအမှုညာမောင်နှမရဲ့ဆိုတော့ပရိသတ်တွေကသဘောတူတယ်နှစ်ယောက်သားလိုက်ဖက်မှုရှိလို့ပရိသတ်တွေက ship တယ်လို့ပဲထင်တာပေါ့နော် ပြီးတော့လာမမနဲ့စကားတွေရိုက်တုံးလဲမမဖုန်းပြောတာလို့ဖုန်းသုံးတာတွေတလုံးဝမရှိပါဘူးလုံးဝမရှိတဲ့အတွက်ကြောင့်မမရဲ့ခင်မောကဘာလို့လဲမသိဘူးဒါပေမဲ့ကိုကသတို့သမီးအရင်သာလုပ်ပြရမှာသတို့သားဘာလို့လဲမသိဘူးဒါပေမဲ့အဲ့တော့မမဖုန်းပြောတော့မမလာမမေးလိုက်မိဘောနော်ဘာကြောင့်လဲဆိုတော့အာနာလို့ပါမမကိုကြီးပဲလားအဲ့လိုမျိုးမေးရမှာဆိုအာနာတော့ကြောင့်မဟုတ်ခဲ့ရင်လဲ ပြဿနာတက်မှကြောက်လို့အဲ့နဲ့ဟိုလာတိုင်းမမသိနောက်တော့မှဟိုလာတို့တခြားဟိုသူများကပြောပြတာပါတခြားတယောက်ကအဲပြောပြတာပါအမရဲ့သူတို့သားကိုကြီးဆိုတာကိုလေအဲ့လိုပြောပြတော့မှဟဲဟလာဆိုတော့အဲ့တော့ပြည်သက်တွေရတော့မှသိနေပြီဟိုလာမသိဘူးတော့ဖြစ်သွားတယ်ဟုတ်တခြားသူများ privacy ဆိုတာလေဟုတ်ပါပါတယ်ပါပါတယ်ဟုတ်ဟုတ်အမကိုနဲ့အရန်လိုက်တယ်ပေါ့နော်ဒီကတော့ကိုကြီးရဲ့ video ရဲ့လည်းအရန်ချောတယ်အမရဲ့ video ရဲ့လည်းအရန်ချောတယ်ဆိုတော့နှစ်ယောက်သုံးအရန်ကိုဟိုလိုက်ဖက်ညီပါတယ်ဟုတ်ကဲ့ကဲကိုရှင်နဲ့မဘူးရဲ့ မဘူးလဲနှစ်ယောက်အရင် live ဖတ်မှုရှိပါတယ်နှစ်ယောက်စလုံးပေါ့နော်အာဒီအာဒီပေါ့နော်နှစ်ယောက်သားဘောခီလန်ကိုအာပျော်ရွှင်စားပေါ့နော်အတူတူဆောက်သားနိုင်ပါစေဟုတ်လားဆက်တောင်းပေးပါရှင်ကျေးဇူး